ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရေတမီရခမအိမ်ကိုလုံးဝမသွားချင်ဘူးတမီတီမှာပဲနေ့ရက်၃ရက်လောက်ထပ်နေလို့မရဘူးလားအော်တမီရေနေ့ရက်နေ့ရက်၃ရက်လောက်ကိုပြောနေတယ်နင်စိတ်ဆန္ဒရှိသလောက်ဒီမှာနေလို့ရတယ် ဒါအခုထိနှိမ့်အိမ်ပဲလေဒါပေမဲ့မင်္ဂလာဆောင်ပြီးမိဘအိမ်လာတဲ့ထုံးနဲ့ဆင်လာရသမီးတွေကတရက်လောက်ပဲလာတယ်တလနေပြီးနေအေးဆေးလာလေဒါပေမဲ့အမေရေအော်သမီးရေဘာဖြစ်တာလဲနေကအမြဲတမ်းပြည့်ပြည့်စုံတဲ့မိသားစုလိုချင်နေရလေအခုနေကအလောက်ကြီးတဲ့မိသားစုရနေပြီအဲ့တော့နေကအဲ့ဒီမှာစိတ်မပေါအောင်လားအားလုံးအဆင်ပြေရဲ့လားသမီးအမေရေအခုသမီးအမေကိုသမီးအဲ့ဒီအိမ်ကိုဘာလို့မသွားချင်တာလဲဆိုတာဘယ်လိုပြောပြမလဲ။ မင်္ဂလာဆောင်ပြီးဒီနေ့အတည်းမှာသမီးအချင်းကြီးကအရင်ဆိုးသွားပြီအဲ့ဒါကိုသမီးမေ့ချင်တာမမေ့နိုင်ဘူးအချင်းငယ်ကြမှာတော့ကြီးပြရဲ့ယောက်ျားထုံးမင်းကသူ့ကိုခေါ်ဖို့အတွက်သူ့မိအင်ကိုရောက်လာခဲ့ပါတယ်တနားရီနှစ်နာရီအတွင်းမှာပဲကြီးပြကသူ့ရောက်မှအင်ကိုရောက်လာပါတယ်ချွေးမကြီးနေရောက်လာပြီလားကောင်းတယ်ညနေရောက်ခါနေနေပြီအားလုံးကလက်ဖက်ရည်တောက်ချင်နေတယ်သွားမြ мян လေးလက်ဖက်ရည်သွားဖြောင်းလိုက်အတို့ကြီးတောက်တက်မြောက်ရည်ဖြိုးရည်တောက်ချင်တယ် တားတော့တံမြရေလေးဖြိုပေးပါလားအိမ်မှာခြေတောင်ကောင်းကောင်းမလန့်ရသေးဘူးဒီလူတွေကအော်တာတွေစပေးနေတယ်အားလုံးကဒီတစ်ခါနဲ့မှပြည့်ကျက်အောင်ထိုင်နေကြတယ်ပန်ကာတစ်ခုရဲ့လေကိုခံဖို့ငါကဲမှာမပေါအောင်ထက်နေငါပေါအောင်စဉ်းစားပြီးတော့ဒီအယောက်20ရှိရဲ့မိသားစုမှာမင်္ဂလာဆောင်ဖို့သဘောတူလိုက်တာလည်းမသိဘူးကြည်ပြားကနောက်တစ်ခန်းကိုသွားလိုက်ပါတယ်ပြီးတော့ရှုံမိဖို့ပေါ်မှာအားလုံးအတွက်လက်ဖက်ရည်ကိုဖြော်ပါတယ်ကြည်ပြားရောက်ခမအိမ်မှာလူအယောက်20ရှိပါတယ် ီးတော့အဲ့ဒီအခန်းနှခန်းရှိတဲ့အိမ်မှာတခန်းထဲမှာပဲပန်ကာတလုံးကိုတတ်ထားတာပါအဲ့ဒီမှာလူတွေအလုံးကစုအုံပြီးနေကြပါတယ်အလုတ်တွေအကောင်လောက်လောက်လော့ပြီးပြီးအခုသွားပြီးတော့ပန်ကာရဲ့အောက်မှာသွားအိတ်လိုက်မယ်အလေတက်တက်မှာသွားအိမ်မှာလေးကောင်းကောင်းရမှာပဲအဲ့ဒီတခုတည်းသောပန်ကာရဲ့လေကိုခံဖို့အတွက်ကြီးပြားကအရင်ဆုံးပန်ကာအောက်အလေတက်တက်မှာသွားအိတ်လိုက်ပါတယ်ဒီချိန်မှာခဏနေတော့ကြီးပြားယောက်ျားရဲ့အဖွာရောက်လာပါတယ်အော်ချွေးမကြီးပြားရဲ့အလေထဲမှာနေရယူပြီးဘာလို့အိတ်နေရလဲ ိုဘက်တိုးလေငါ့ကိုလည်းအိတ်ခွင့်ပေးအောင်ကြည်ပြရဲ့အဖွားကသူ့ကိုနည်းနည်းတိုးခိုင်းပြီးသူ့ကိုယ်တိုင်လေမှာအိပ်ပါတယ်အဲ့နောက်မှာလက်ဒီနဲ့ဆုဆန်တို့ကရောက်လာခဲ့ကြပါတယ်အော်ရောက်မရဲ့ကိုဘက်နည်းနည်းတော့တိုးပါလားမြမလည်းပန်ကားလေးကိုခန့်ချနေကျောင်းမလက်ထဲမှာဟိုအိတ်နေရပဲအော်ချွေးမရဲ့နင်ဒီဘက်ကိုပြန်ရောက်လာပြီလားကိုဘက်ကိုနည်းနည်းရွှေ့ပါအောင်ဟဲ့တရောင်ပီးတရောင်အားလုံးကကြည်ပြကိုဟိုဘက်ကနေဒီဘက်ဒီဘက်ကနေဟိုဘက်ကိုပြောင်းခိုင်းနေပါတယ် ဒီလိုနဲ့စိတ်ညစ်ပြီးသူကတောင်းတနေရမှာသွားအိလိုက်ပါတယ်။အဲ့နောက်မှာတော့ထုံးမင်းရဲ့အခုပန်ကာအောင်မှာအေးရမယ်အလှဲအောင်ငါလည်းမင်းအခုတောင်းမှာသွားအိလိုက်ငါလည်းပန်ကာလေးခန့်ကျင်နေအကိုကြီးကျွန်တော်အခုမှအိတာလေးကဲထားလိုက်ပါတော့အကိုပဲအိလိုက်ပါပြီးရင်ကျွန်တော်အိမယ်နော်အိမ်မှာတခုတည်းသောမျက်နှာကျက်ပန်ကာရှိပါတယ်။အဲ့လေကလည်းအားလုံးစီကိုနည်းနည်းစီရောက်ပါတယ်။အားလုံးကအလှဲကြစီပန်ကာအောင်မှာအိကြပါတယ်။ဒီလိုမှပဲသူတို့ကလေနေနေစီရောက်အောင်လို့ပါ။ ။တနောင်စီအောင်ချွေးမကတော့တညာလုံးအပူတန်းကြောင့်စိတ်ညစ်ပြီးအိတ်မပြောပါဘူး။အမေရဲ့ဒီပန်ကဘာလို့မလဲတာလဲကြည့်ပါဦး။တမီးရဲ့ကောင်းဝတ်တစ်ထည်လုံးကချွေးတွေနဲ့ရွှဲနှစ်နေပြီ။ရှင်တို့တွေကပန်ကောင်မပြင်နိုင်ကြဘူးလား။ဒီပန်ကတစ်ခုတည်းနဲ့ပဲနေနေရတာဘလောက်ကြာပြီလဲ။သူ့ရဲ့ဝါယာကြိုးတစ်ခုပြုတ်နေတယ်။နောက်ဝါယာကြိုးတစ်ခုကိုတက်ရမယ်။ဩသူ့ရဲ့ဝါယာကြိုးတွေကိုပဲဘလောက်ကြာကြာထိလဲနေအောင်မလဲ။ပန်ကအစ်စ်ကိုဘာလို့မဝဲတာလဲ။ပန်ကအစ်စ်ကဘလောက်များကြာမှာမလို့လဲရှင်။ ်2000ခွေ3000လောက်ရှိတယ်မင်းဘယ်သိမလဲနေရာတည်းကလည်းဖြစ်နေတယ်အဲ့တော့ပန်ကားရဲ့ဈေးနှုန်းတွေကိုလည်းလူတွေကမြင့်တင်လိုက်ကြပြီလေမတို့ညီအကိုနဲ့အဖေကအလုပ်ကိုကြိုးစားပြီးပတ်စံရှာနေတာဝင်ငွေတဝက်ကြော်ကြော်လောက်ကတော့အင်သုံးစရိတ်ထဲမှာပဲကုန်ကြသွားတယ်ပြီးတော့ကျန်တဲ့ဟာကိုကြတော့ငါတို့ညီငယ်ဆုံးရဲ့ပညာရေးအတွက်စုနေကြတာအဲ့ဒါမှငါတို့ညီငယ်ကပညာတက်ကြီးတယောက်ဖြစ်လာအောင်လို့လေပြီးတော့ငါတို့ကဒီဆင်းရဲမွေးတင်မှုကနေလွတ်မြောက်သွားအောင်လို့ပေါ့အိမ်ရဲ့အငယ်ဆုံးသားသူရင်းရဲ့ပညာရေးအတွက်အားလုံးကသူတို့လိုအပ်ချက်တည်တည်ကြီးကြီးကိုစည်းပြီး အဲ့ဒီပန်ကတခုရင်းနဲ့ပဲအခန်းတစ်ခန်းနဲ့မှအလုံးစုအောင်ပြီးနေထိုင်ကြပါတယ်။ဒါပေမဲ့ဘသူကမှပန်ကအစ်စ်ကိုမဝေးကြပါဘူး။ဒီလူအယောက်20ရှိတဲ့ရခမအိမ်မှာငါပန်ကတခုရဲ့လေကိုခံရဖို့လည်းမရှိဘူးလား။အခုငါပဲတခုခုစီစဉ်ရတော့မယ်ထင်တယ်။အခုကြီးပြားကအပူတန်ကနေလွတ်မြောက်ဖို့အတွက်အဖြူရအဝတ်အကြီးကြီးတစ်ထည်ကိုယူလိုက်ပါတယ်။ပြီးတော့အဲ့ဒါကိုရေနဲ့ကောင်းကောင်းစပ်ပြီးတခြားတစ်ခန်းထဲမှာအုပ်ပြီးတော့အိတ်လိုက်ပါတယ်။ စုဆန်ကတခြားအခန်းကိုသွားတော့သူကကြည်ပြီးအံ့ဩသွားခဲ့ပါတယ်။စုဆန်ကကြည်ပြရဲ့အပေါ်မှာရှိတဲ့ဝိဆောက်ကိုမလိုက်ကြနဲ့။အိုးဖျားရေဒါရောင်းမှာပဲ။ရောင်းမရင်ထပါလား။ရောင်းမရင်ထပါတော့။ရောင်းမသိသွားတာများလား။စုဆန်ကပြေးပြီးတခြားအခန်းကိုသွားလိုက်ပါတယ်။ပြီးတော့အားလုံးကိုခေါ်ပြီးတော့ရောက်လာပါတော့တယ်။အိုးဖျားရေဒါဘာဖြစ်သွားလဲ။ကျမရဲ့ချွေးမကျမောက်ထားသွားလိုက်ပြီ။အခုသူ့အသက်ကဘလောက်များရှိနေလို့လဲ။ အမေရေကြည်ပြားဘာဖြစ်သွားလဲ။ तू ကဘလို့လုပ်ပြီးတည်သွားလဲ။အားလုံးကလည်းငိုယူနေကြပါလေ။ဒီချိန်မှာကြည်ပြားကစူညံတဲ့တွေကြားပြီးတော့နိုးသွားပါတော့တယ်။တည်ရဲ့တည်ရဲ့အတော်တည်ရဲ့အတော်တည်ရဲ့အတော်တည်ရဲ့ငါနေ့အရှိမှတည်ရဲ့နဲ့တူနေလို့လား။ပြီးတော့အမေတို့အားလုံးကဒီမှာဒီလိုမျိုးဘာလုပ်နေကြရလဲ။နင်ကတည်သွားတာမဟုတ်ဘူးလား။နင်ဘလို့လုပ်ပြီးအသက်ပြန်ရှင်လာလဲ။ဒီလိုအဖြူရောင်အုပ်ကိုအောက်ပြီးဘသူကအိတ်လို့လဲ။ အမတို့စိတ်ရောမှန်သေးရဲ့လားကျမအသက်ရှင်နေတယ်အခုအဲ့ဒီဘန်ကတခုထဲမှာရှိရခဲနဲ့မှာကျမအပူတန်းနေတက်တာရရမှာမှမဟုတ်တာအဲ့ဒါကြောင့်အဝတ်ကိုရေစွာလောက်ပြီးကို့အပေါ်မှာအုပ်လိုက်တာကျမကောင်းကောင်းအိပ်ပျော်နေတာအမေတို့အားလုံးကကျမနှိုးလိုက်တာပဲဒီလိုနဲ့ပဲရန်နေငယ်ကုန်းဆုံးသွားခဲ့ပါတယ်ကြည်ပြားကအခုရန်စိတ်ညစ်နေပါပြီသူကညသကောင်မှာထပြီးလှေကားပေါ်တက်ခါလာသားဆောင်မှာသွားပြီးအိပ်လိုက်ပါတယ်ပြီးတော့နောက်နေ့မနက်မှာဒီအကြောင်းတွေကိုထုံးမင်းကသိတော့ မင်းယူသွားပြီလားပဝင်းကျန်ရလူတွေဘယ်လိုစကားပြောနေကြလဲဆိုတာမင်းသိလားလာသားဆောင်ကိုသွားစီရဘာလို့လို့လဲဒီမှာအိတ်ဆရာနေရမရှိလို့လားဒါပေမဲ့အခန်းထဲမှာပန်ကားတစ်ခုပဲရှိရလေပြီးတော့အိတ်တဲ့လူကအယောက်20တောင်ရှိရကျမဘယ်လိုအိတ်ရမလဲတကယ်လို့ရှင်ကပန်ကားမယူလာနိုင်ကျမပြောပေါ့ကျမအမေကိုပြောပြီးပန်ကားတစ်ခုတောင်းလိုက်မယ်လုံးဝမလိုဘူးငါတို့ကခန်းဝင်ပစ္စည်းတွေအတွက်ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်မင်္ဂလာဆောင်တော့ကလေငါဘာမှမယူဘူးအဲ့တော့အခုဘာလို့ယူရမှာလဲ ဒါခန်းဝင်ပစ္စည်းမှမဟုတ်တော့တာတကယ်လို့ရှင်ကတောင်လက်မခံဘူးဆိုရင်လည်းအနေဆုံးအရေးကြနဲ့ပဲပန်ကာတစ်ခုဝယ်လာလိုက်ပေါ့ရှင်အရေးကြနဲ့ဆိုလေပတ်စံလို့ရလေအဲ့ပတ်စံကငါညီရဲ့ပညာရေးအတွက်အသုံးဝင်မှာပေါ့မင်းအပူချံကိုနည်းနည်းလေးတောင်တီးမခံနိုင်ဘူးလားငါတို့အလုံးလေးတီးခံနေတာပဲလေကြည်ပြားကသူ့ယောက်ျားကိုရှင်းပြနေရင်ဘာမှမထူးဘူးဆိုတာကိုသိပါတယ်ဒီလိုနဲ့အဲ့ဒီပန်ကာတစ်လုံးနဲ့ပဲနေထိုင်ပါတယ်ကြည်ပြားကအင်းအလုပ်တွေအကုန်လုံးကိုပြီးအောင်လုပ်ပြီးပန်ကာအောက်မှာခဏလောက်ထိုင်လိုက်တာနဲ့ ကြီးပြားရင်ရေတွင်းထဲကနေရေလေးဖြစ်ပြီးယူလာခဲ့ပါလားအိမ်မှာရေတစ်ဆက်တောင်မရှိဘူးထမင်းချက်ရမယ်ပြီးတော့အဝတ်တွေလည်းအများကြီးလျှော်ရမယ်လင်ညီမကြီးရင်ရေတွင်းကနေရေဖြစ်ဖို့အတွက်တော့လင်ညီမကြီးလည်းသွားလို့ရတယ်လေကလေးတွေကျောင်းကလာမဲ့ချိန်ရောက်နေပြီသူတို့တွေကိုထမင်းချွေးရမယ်နင်သိရမလားသူတို့တွေဘလောက်စူညံလဲဆိုတာအဲ့တော့နင်ကသူတို့ကြောင့်စိတ်ညစ်နေရလိမ့်မယ်အဲ့ဒါကြောင့်နင်ရေသွားဖြည့်လိုက်တာမှပိုတောင်ကောင်းမယ် ြည်ပြကပင်ပင်မမတ်နဲ့ချွေးတွေရွှဲနေပြီးရေတွင်းထဲကနေရေကိုခတ်လာပါတယ်။ပြီးတော့သူ့လင်ကြီးမအကြီးကသူ့ကိုရှေးခါတွေဝဲဖို့အတွက်စီရင်ပေးလိုက်ပါတယ်။သူတို့ငါ့ကိုပါထင်နေကြလဲ။လူအယောက်20လောင်းအခန်းတစ်ခန်းထဲမှာပဲပူးကပ်ပြီးနေနေကြတယ်။ပန်ကာလေးကဘယ်ဟိုရောက်လဲဆိုတာကိုငါဒီနေ့ထိမသိရသေးဘူး။အမေအိမ်ကနေလဲပန်ကာယူလာခွင့်မပေးဘူး။အရေးကြနဲ့လဲပန်ကာမဝယ်ဘူး။ပြီးတော့ကိုတနေ့ကစိုးနေတဲ့အဝတ်ကိုချုံပြီးအိတ်လိုက်တာ။သူတို့ငါ့ကိုလူသေးဆိုပြီးတော့လဲကြော်ညာလိုက်သေးတယ်။ လာတာဆောင်လဲသွားလို့မရဘူး။ငါပါလို့ရမလဲ။ပတ်စံတွေအားလုံးသူတို့ညီရဲ့ပညာရေးထဲမှာပဲထည့်ပေးနေကြတယ်။မသိရင်တိုင်းပြည်ရဲ့နောက်လာမယ့်ဝင်ကြီးချုပ်ကသူတို့ညီဖြစ်လာမယ့်အတိုင်းပဲ။ဒီနေ့ထီတော့ငါသူစားလောက်တာတခါမှမမြင်ဘူး။ကြည်ပြာကပေါစီပေါစီလှုပ်ပြီးဈေးသွားလိုက်ပါတယ်။ပြီးတော့ဒီလိုနဲ့ညနေဆောင်းသွားပါတော့တယ်။ဒီနေ့အားလုံးကသူတို့ရဲ့လစာကိုရကြပါတယ်။ဒီချိန်မှာသူရင်းကအကိုကြီးကျွန်တော်စားအုပ်တချို့ဝယ်မလို့၃000လောက်ပေးပါလား။ သူရင်ရင်နေရအမြဲတမ်းဆောင်အစ်စ်တွေပဲဘာလို့ဝဲနေရလဲနေရဆိုင်ကနေစကန်ဟန်းဆောင်တွေလည်းဝဲလို့ရတယ်လေအဲ့ဒါတွေကထက်ဝက်စည်းနေတောင်ရှားလိုက်မယ်ပြီးတော့အဲ့ဒီဆောင်တွေထဲမှာလည်းဆောင်အစ်စ်ထဲမှာရှိတဲ့စာတွေပဲရေးထားတာလေကိုကဘာမှမသိသေးဘူးအကူကဒီလောက်စာလုပ်ထားတာမှမဟုတ်တာအကူအကူပဲမကြီးကိုရှင်းပြပါတော့တကယ်လို့အကူကလည်းကျွန်တော်အကူရဲ့ပတ်စံတွေကိုဖျုံးနေတယ်လို့ထင်ရင်ဘာမှမဖြစ်ပါဘူးကျွန်တော်စာမလုပ်တော့ဘူးမင်းပါဇက်ပိတ်လိုက်တော့ မင်းပန်ကတခုအတွက်နဲ့ငါညီရဲ့ပညာရေးကိုဘာလို့ဖျက်ဆီးနေရလဲဒီလိုနဲ့ပဲရဲနှဲငယ်ကုံဆုံးသွားပါတော့တယ်ကြီးပြားကဈေးကနေဟင်းသီးဟင်းရွက်တွေဝယ်ပြီးအိမ်ပြန်လာနေပါတယ်ဒီချိန်မှာသူကသူရင်ကိုသူ့တငယ်ချင်းတချို့နဲ့စကားပြောနေတာတွေ့ပြီးကြားသွားပါတော့တယ်လုံခဲ့တဲ့ရဲအနှဲငယ်လောက်ကပဲအခုစီကနေစောက်အုပ်ဝယ်မေးဆိုပြီးငါသုံးသောင်းယူထားတာလာဒါနဲ့ရုပ်ရှင်သွားကြည့်ကြမယ်ပြီးတော့စားတော့ကြမယ်ဟာမင်းကတော့ပိုင်နေနော်မင်းမိသားစုကမင်းကိုယုံကြည်ပြီးမင်းအပေါ်မှာပတ်စံတော်တော်ဖြုံးတာပဲ ငါမိသားစုဝင်တွေကြတော့တထောင်လောက်တောင်မပေးကြဘူး။သူရင့်ရဲ့စကားကိုကြားပြီးတော့ကြည်ပြားကအရင်ကိုဒေါသထွက်သွားပါတော့တယ်။ပြီးတော့သူကသူရင့်စီကိုသွားလိုက်ပါတယ်။ကြည်ပြားကိုကြည့်ပြီးသူရင့်ကအရင်ကိုကြောက်တော့ပါတော့တယ်။နေမိသားစုဝင်တွေကနေရောညပါအလုပ်ကြိုးစားပြီးနေ့ရက်ပညာရေးအတွက်ပတ်စံနေအများကြီးကုန်ကြခံနေတယ်။ပြီးတော့နေကသူတို့ရဲ့စူးစမ်းအားထုတ်မှုရှေးထဲမျောနေရဲ့ပေါ့။အားလုံးကပူတန်ကြောင့်စိတ်ညစ်ပြီးပန်ကာတစ်ခုလေးနဲ့ပဲနေထိုင်နေကြတာ။ ကိုအတွက်ကိုပန်ကာတစ်တောင်ဝယ်တာမဟုတ်ဘူးဒီနေ့သွားပြီးတမိသားစုလုံးနင့်အမှန်တရားသွားပြောပြမယ်မကြီးရေကျွန်တော်ခွင့်တော့ပါအမေအဖေနဲ့အကိုတို့ကိုဘာမှမပြောပါနဲ့မဟုတ်ရင်သူတို့တွေအရင်ဝင်နေသွားလိမ့်မယ်ကျွန်တော်မကြီးကိုဂရုပေးပါတယ်အခုကျွန်တော်စိတ်ဝင်တစားနဲ့စာအုပ်ကြိုးစားပါမယ်ပြီးတော့တကယ်ပဲအောင်မြင်အောင်လုပ်ပါမယ်ပြီးရောလေနင့်ကငါခွင့်ရတဲ့ကိုပေးလိုက်မယ်တကယ်လို့ဒီတစ်ခါနင်ကဒီလိုမျိုးထက်လုံမယ်ဆိုရင်ငါ့ကိုအဆုံးမဆုံနဲ့နော်ကြည်ပြားကအင်ကိုပြန်လာလိုက်ပါတယ် ညနေမှာသူရိန်းကသူနဲ့အတူပန်ကာအသစ်တစ်ခုကိုယူလာပါတယ်။တောင်ကုန်မြင်းတော့အင်သူအင်သားတွေအလုံးကတော်တော်လေးအံ့ဩသွားကြပါတယ်။သူရိန်းဒီလိုအရှင်ပြင်းတဲ့ပန်ကာကိုမင်းဘယ်ကနေယူလာတာလဲ။အကိုကျွန်တော်အကိုစီကစာအုပ်ဝယ်မယ်ဆိုပြီးယူရဲပတ်စံတွေပဲဝေးလာတာပါ။ဘလို့ဖြစ်လို့လဲဆိုတော့အဲ့စာအုပ်တွေကိုပဲကျွန်တော်ကျွန်တော်တငယ်ချင်းတယောက်ရဲ့အကိုကပေးလိုက်တယ်။တင်ယုံညွန့်နဲ့အလေတူတူပဲဆိုတော့ကျွန်တော်ကပတ်စံတွေကိုဘာလို့ဖြုံးရမလဲလို့တွေးလိုက်တယ်။အကိုတို့ကအပူထဲမှာတလောက်စိတ်ညစ်နေရတယ်။ဒါကြောင့်ကျွန်တော်ဒီပန်ကာကိုယူလာတာပါ။ ငါရဲ့ညီအခုကလေးကတော်တော်လေးမာတာပဲအလုပ်တောင်မလုပ်ရသေးပဲနဲ့ तू ကမိသားစုအတွက်ဒီလောက်လုပ်ပေးနေတယ်အလုပ်လုပ်ရင်ဘယ်လောက်တောင်လုပ်ပေးနိုင်မလဲ तू ဘာကြောင့်လုပ်လဲဆိုတာတော့မသိဘူးကောင်းပါတယ်လေလမ်းမရောက်ပြီးမှလမ်းမှန်ပြန်တွေ့တာပဲအခုအနေဆုံးတော့ငါအပူတန်းနေတက်တာရရတာပေါ့အရှိန်ပြင်းတဲ့ပန်ကာကိုဝေလာတဲ့အပြင် तू ကပန်ကာအဟောင်းကိုလည်းကောင်းကောင်းမွန်မွန်ပြုပြင်ပေးလိုက်ပါတယ်အခုတော့ပန်ကာနှစ်ခုလုံးကအရင်အေးတွေလေးကိုပြီးနေပါပြီ ိနာမှာအခုကြီးပြားဟာသူ့ရဲ့လူရောက်20ရှိတဲ့ရောက်ကမာရင်မှာအခန်းတစ်ခန်းထဲမှာလေးအေးအေးဆေးဆေးနေနိုင်သွားပါတော့တယ်။ပြီးတော့သူရင်ကလည်းစာကိုကျူးစားသွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။